ရဲ့ခရမ်းကျင်သည်ပန်ထွေဖြော်လေးရဲ့မုံလာချစ်တုပ်လေးနဲ့ထက်လာတယ်။ရှယ်ပဲမိမရဲ့ဒါဖြင့်ကျုပ်ပြန်တော့မယ်။အေးအေးမိမကိုဝင်းသိန်းကဝတ်သားနီချက်လေးနဲ့ဘိုက်ကားအောင်စားပြီးခြံထဲကတရက်ပင်ကြီးအောက်ကကုပစ်ပေါ်မှာတရေတမောအိတ်လိုက်တယ်ဝါ။ဘဲနဲ့နိုင်ရှိသွားပြီလေဟာကိုဝင်းသိန်းနိုင်ကြီးလိုက်တော့ညနေ3နာရီထိုးပြီးပြီ။ အပင်တွေလိုက်ကြည့်လိုက်အောင်မပါပြီးရင်အိမ်စောစောပြန်ရမယ်ကိုဝင်းသိန်းကခြံထဲကအပင်တွေလိုက်ကြည့်ပြီးတင်းစီစရာရှိတာများတင်းစီကအိမ်ကိုပြန်ခဲ့တဲ့အိမ်ပြန်လန်းကတော့စိတ်ကူးအပြင်းနဲ့ပဲအိမ်ကနေပြန်မိမရေမိမဒီမိမဘယ်များသွားနေလဲမသိဘူးခေါ်မကြအော်မကြနဲ့ခင်တင်ရေဟေးဒီဘက်မှာတော့မင်းကလေးမိမခေါ်တော့မထူးဘူးခင်တင်ဆိုတော့မှထူးတယ်တောင်ဘက်ခဏသွားနေလို့ပါတော့ ရေချိုးတော့မယ်ပြီးရင်ထမင်းခူးထားအောင်ဟုတ်ပါပြီအဲ့မှာရေဆွဲထားတယ်သွားချိုးချေတော့ကိုဝင်းသိန်းကရေမိုးချိုးပြီးထမင်းစားယူစရာရှိတာများယူကာခင်းတဲ့ကိုပြန်ပြီးအလုပ်ယောက်ျားပြန်တော့မလို့လားအေးလေစောစောပြန်တော့မလို့မနှက်ကတော့ပြောတဲ့ဟာကြီးကတော့မမွေးပါနဲ့လားယောက်ျားရေကြုတ်ကတော့ကြောက်ပါတယ်မတော်တရောဂုတ်ချိုးတက်သွားမှဖြင့်အေးပါမိမယာငါကစကားအဖြစ်ပြောတာပါကိုဝင်းသိန်းကသူ့မိမမခင်နဲ့ပြောတဲ့စကားကို နားမဝင်ကြားရတာကောင်းအောင်သာအလိုက်ထိုက်လေးပြောထားခဲ့တာခင်နဲ့ကိုအပြန်ကြတော့တင်းကျန်းကုန်းနဲ့ဝင်လိုက်တယ်ဒါပေမဲ့သူထင်ထားသလိုအလွယ်တကူယူလို့မရခဲ့သူထင်ထားတာနဲ့တလွဲစီဒီနေ့ညနေကသူ့တန်ထဲမှာလူတွေပေါနေပါလားအကန်နာတော့အေးပေါ်ဖြစ်လို့လာတကြိုတာထင်တယ်ခဏလောက်ဝင်ပေးလိုက်အောင်မပါလေဆိုပြီးသူ့တန်ထဲကိုဝင်သွားတာပြိုးလောင်ကြီးပါဖြစ်လို့လဲဗျရက်ွက်แท้ကလူတယောက်ပါဗျာစိတ်ညစ်ပြီးကျိုးဆွဲချတည်သွားတာစိတ်မကောင်းစရာပါပဲဗျာ ဒါနဲ့တည်သွားတဲ့လူနာမည်ကဘာလဲပြကိုချစ်ညိုတယ်ပြကိုဝင်းသိန်းကတည်သူနာမည်မေးတာအကျန်နဲ့မေးတာရက်မလဲခင်သူကအရင်ဦးအောင်ဝင်းရောက်ခေါ်ရေးအောင်မေးတာကိုဝင်းသိန်းကဥကောင်းခုမရတော့တင်းချိုင်းကုန်းနဲ့ကိစ္စချလာတဲ့လူတွေနဲ့လေနေနေပေါ်ပြီးတော့အခင်းထဲကိုပြန်ခဲ့တယ်ညညသည်တိတ်ဆိတ်စွာနဲ့လသည်မုံဝါဝါရှိပြီးနှွေဦးညကပူပေတယ်လပြည့်ကျော်ဖြစ်သောကြောင့်ငွေဆန္ဒလာမင်းကြီးကလောကတခွင်ကောင်းကောင်းအလင်းမပေးဆွနိုင်သေးပေထိုအရာကို အခွင့်ကောင်းယူပြီးမောင်ရိတ်ခိုကတင်ချိုင်းကုန်းဘက်သို့ခတ်သွတ်သွတ်သွားနေသောလူတစ်ယောက်ထိုသူကမြည်သူနေတင်ချိုင်းကုန်းအတွင်းသို့ဆက်ဝင်လိုက်သည့်နှင့်အေယာမနှစ်ချို့ကိုကိုပင်ကြီးကစီးချိုလျှက်လာရောင်မုံဝါးဝါးဖြင့်အဝေးကကြည့်လျင်အုတ်ကူပြက်စီးများမှတ်တိုင်အကျိုးပဲများကတစ်စီတကောင်ထိုင်ကြည့်နေသည့်အလားထင်ရတယ်ကိုဝင်းသိန်းက ညနေပိုင်းကမြုပ်ထားသောမြေစာပုံအစ်စ်ကိုရှာလိုက်တဲ့ကြာကြာမရှာရကတိပင်ကြီးအောက်ကမြေစာပုံမှုမှုစီကိုလျှောက်သွားခဲ့တယ်။ပြီးလျင်မြေစာကဲတစ်ခုကိုကောက်ယူကာကဲကိုချစ်ညိုခမည်းကျွန်တော်နောက်ကိုလိုက်ခဲ့ပြီးတော့တလတခါအမဲသားတပိတ်တာကျွေးပါမယ်ပြီးတော့ကျုပ်အခင်းကိုလည်းအတင်းဆောင်လျှောက်ပေးပါ။ဆိုပြီးမြေစာခဲလေးကိုအတင်းပါလာတဲ့အဝစ်စလေးနဲ့ထုတ်ကာတင်းကြိုင်းလေးကထွက်လာခဲ့တယ်။ထိုစဉ် ခွေးဦးတံများထွက်ပေါ်လာပြီးသူနောက်မှခြေတံကြားလို့ကိုဝင်းသိန်းကမလုံမလဲဖြင့်နောက်ကိုလှည့်ကြည့်လိုက်တဲ့အမတ်လေးဘာကြီးလဲဟန်ကိုဝင်းသိန်းမြင်လိုက်ရတဲ့မြင်ကွင်းကသူ့နောက်ကလိုက်ပါလာခဲ့တဲ့အရေးမဲကြီးတစ်ခုပြီးတော့တင်းချိုင်းအတွင်းကနေကြည့်နေကြတဲ့နီရဲရဲ့မျက်လုံးများကိုတွေ့ရတယ်ကိုဝင်းသိန်းကစက်တီမွေးမြင့်တာကနောက်လက်မကြည့်ပဲအခင်းထဲစီကိုတုတ်ချေတင်ပြေးပါတော့တယ် အခင်းထဲရောက်တော့မြေစာခဲထုပ်လေးကိုတရက်ပင်ကြီးအောက်ကဆင်းလေးတစ်ခုပုံမှာတက်တက်ရက်ရက်လေးတင်ပြီးတော့ကဲညိုကြီးရဲ့အခင်းကိုစောင်းလျှောက်ပြီးတော့ငါအေးအေးဆေးဆေးအိတ်တော့မယ်ဆိုပြီးတော့အိတ်ပြော်သွားတယ် မနဲ့ရောက်တော့အခင်းထဲတွေပက်ကြည့်တယ်ဘာတခုမှမပြောက်ဘူးခြေရလက်ရမပြက်အကုံတုနေရနဲ့တူပဲအကုံရှိနေတဲ့နောက်ရက်တွေကြတော့ကိုဝင်းသိန်းတယောက်ခြံထဲညဘက်အစင်းမဲမဲအကောင်ကြီးပြေးလွှားလှုပ်ရှားနေတာမြင်ရတယ်အစာပိုင်းကတော့ကြောက်မိပေမဲ့တရက်ပြီးတရက်ဆက်တိုက်မြင်နေရတော့ရိုးသွားတယ်ရက်ကိုလာစားလာကိုနှစ်စားဆိုသည့်အတိုင်းအချိန်တွေအကုန်ဆုံးလာတဲ့ခြံထွက်အသီးတွေစံချိန်မီပြီးဈေးကောင်းကလည်းရတော့မြေကွက်တွေဝဲလာနိုင်တဲ့အဆင့်ထိဖြစ်လာခဲ့တယ်